တာရှိထားလို့သာအကျုံပြုမျော်ပြင်းလိန်မာရင်ချင်းအမျိုးကုန်တည်ရမည်ဘာသာရေးကောင်းဆောင်များရဲ့လမ်းညွှန်ပြတဲ့တရားတော်တွေစကိုင်းဒီလီကြီးရှုသူဓမ္မမေဆွေသူတော်ဇေယံပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တရင်ကြောင်းရာကတော့ တတရာကျင်းသုဒ္ဓဆောင်ရင်ဗုဒ္ဓဝင်ဖြေဆိုကူဇော်ဝဲဝင်တင်နန်းစင်းပွဲအခမ်းအနားကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမမြတ်ကုံသဒ္ဒနာပိမံတော်ကြီးရဲ့အကျိုးတော်ဆောင်အဖွဲ့မှကြီးမှုဖွင့်လှစ်တဲ့တတရာကျင်းသုဒ္ဓဆောင်ရင်ဗုဒ္ဓဝင်ဖြေဆိုကူဇော်ဝဲဝင်တင်နန်းစင်းပွဲအခမ်းအနားကိုတော့နေ့လယ်နှစ်နာရီကမယန်းကုံမြို့နယ်တမိုင်းတရက်ကွတ် ပဋ္ဌာန်းမြတ်ကိုသာသနာ့ပိမံတော်ကြီးမှကျင်းပပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်အဖွဲ့ကတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲများကိုနှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီးကလေးငယ်များအနေနဲ့ဗုဒ္ဓရဲ့အဆုံးအမများကို သိရှိပြီးယဉ်ကျေးလိမ္မာတဲ့ကလေးငယ်လေးများဖြစ်စေရန်အပြင် ယဉ်ကျေးလိမ္မာသောကလေးငယ်လေးများပေါ်ထွန်းလာစေဖို့ဗုဒ္ဓအစိုးမတရားတော်များကို သိရှိပြီးကိုယ်ွယ်ယုံကြည်ပူဇော်တက်စေဖို့သာသနာတော်ကြီးအထွန်းရှိထွန်းကားပြန့်ပွားနိုင်စေဖို့သာသနာအကျိုးကိုလက်ဆင့်ခံတည်ပိုးနိုင်စေဖို့စာရာတွေကိုရည်ရွယ်ပြီးကျင့်ပပြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ရန်ကုန်တိုင်းစာပြေဌာနပဋ္ဌာန်းမြတ်ကုံသာသနာပိမံတော်ကြီးမှအကျိုးတော်ဆောင်အဖွဲ့များမှဦးဆောင်ပြီး ကလေးငယ်များသာမကမိဘများအနေနဲ့ဗုဒ္ဓစာပေများကိုဘ ഹു သူတရာရှိက လေ့လာသင်ယူမှတ်သားနိုင်ပြီးစိတ်ပါဝင်စားမှုရှိစေရန်အတွက်အကျိုးတော်ဆောင်အဖွဲ့များကတက်ဆင်ရက်ကွက်အတင်းလှည့်လည်ရေးဗုဒ္ဓစာပေအမေးအပြေအစီအစဉ်များကိုလည်းကျင်ပပြီးဆုလက်ဆောင်ချီးမြှင့်ခြင်းများပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ဘာကုဆိုရင်တော့ကျွန်တော်တို့၃ချိန်မြောက်ဖြစ်သွားပြီပေါ့နော်။ ။အခုဒီနေ့မှာဆိုတာလူကြဖြစ်ခြင်းရကျွန်တော်တို့ဒါတွေကစာပြေဌာနဖြစ်ကျွန်တော်တို့ဒါတတ်မှတ်ခြင်းခံရတော့ရက်ွက်တဲ့အမနာကိုယူဝမ်းမြောက်ပဲကောင်းပါလေ။နောက်ဒီဖြစ်အနေပေါ်ကလေးသူငယ်တွေဒီအတွက်ဌာနငါးတောင်ကလေးသူငယ်တွေအတွက်ကျွန်တော်တို့ဘုရားပါတဲ့အဆုံးမဒါခြေခံအုံးမြစ်တွေဟိုဒါပြပြီးတဲ့ဆရာဆရာမများနဲ့ဒီကျွန်တော်တို့ဒါဒီနေနှန်းဖြစ်မြောက်မှုဘာသာဒီစာပြေဌာနဟိုဒါနေရာပြီးပြီးတော့ဒါကိုယူဆောင်ရွက်ပြရတဲ့မြတ်ကုံဓမ္မရုံးရဲ့ဒီကျွန်တော်တို့ကောဘကကြီးများနဲ့မိုးတောင်ဖွေကြီးများကျွန်တော်ဒီဥဒိရှိပါပဲကျွန်တော်တို့ဒီနေ့ ဆိုရင်တော့ရန်ကုန်ဒေသကြီးမြန်ကုန်ခရိုင်မြန်ကုန်မြို့နယ်မှာရှိတဲ့ဒီမိကနစ်ခရီးကြောက်ရွေးတို့ဒီကျွန်တော်တို့မြို့သမီးကြီးရာတို့ကတက်ဆိုင်ရာတောင်းနေရှိသူတွေကျွန်တော်ဥပဒေအောင်ကျွန်တော်တို့ကလေးတွေအတွက်ဟာဒါနဒါလိုရတဲ့စာအုပ်များအမှုကူညီကျွန်တော်တည်နှားပါခင်ဗျ။နောက်ကျောက်ကျွန်တော်တို့ဒီဘောဒီတာနာနာနဲ့ပတ်သက်တဲ့ကိစ္စဆရာတော်ရက်ွက်သံဃာနာဆရာတော်နုနာသံဃာနာဆရာတော်ဓာတ်ရုပ်အောဝါဒခံယူပြီးတော့ဒီပဏ္ဏမြတ်ဓမ္မယုံရဲ့ဘောဂကဖွဲ့နဲ့ဥပပေါင်းပြီးတော့မှကျွန်တော်ဒါတွေဆက်လက်လုပ်ဆောင်ဖို့စီစဉ်ထားပါတယ်ခင်ဗျ။ ဒီကနေ့ကျင်ပပြုလုပ်ခဲ့တဲ့တတိယအကြိမ်သုဒ္ဓဆောင်လင်ဗုဒ္ဓဝင်ဖြည့်စုကူဇော်ပွဲဝင်တင်နန်းဆင်ပွဲအခမ်းအနားမှာတွားရောက်တော်မူလာကြကုန်သောဆရာတော်အရှင်သူမြတ်များနဲ့အကျိုးတော်ဆောင်အဖွဲ့များခလေးငယ်များမိဘများရက်ကွက်နေပြည်သူများမှ နမောတတသုံးချိန်ရွဆိုကဖျားကတော့ဖွင့်လေခဲ့ပြီဓမ္မယုံကျောင်းဆရာတော်ဥဏ္ဏနီယထံမှာ တီလခံယူဆောက်တည်ခဲ့ကြပါတယ်။အိမ်နောက်မှာတော့ကြွရောက်တော်မူလာကြကုန်သောဆရာတော်အရှင်သူမြတ်များမှာဩဝါဒချီးမြှင့်ပေးတော်မူခဲ့ပြီးမယံကုံမျိုးနဲ့အမတ်တရက်ကွအောက်ချုပ်ရည်မှုဥစိန်ဝင်းမြင့်မှာကျေးဇူးတင်အဖွင့်အမှားစကားပြောကြခြင်း ပထမ်းမြတ်ကုံသာသနာ့ဘိမှန်တော်ကြီးရဲ့ဂောဘကအဖွဲ့ဥက္ကဋ္ဌဥစဉ်ဝင်းမှာတင်နန်းဖွင့်လျာခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြကြားခဲ့ပါတယ်။အဲဒါလို့ဒီတင်နန်းကိုတော့ဒါဖွင့်လှစ်ခါဆိုတာဒီနေ့ဆိုတတိယအချိန်မြောက်ပါเนาะဒီဘိုးဆက်ပြောင်းပွဲမှာဝင်ရောက်ပြီးတော့ဟိုဖြတ်ဟိုပူတော်ဖြစ်ပါတယ်။ဒါပဲအောင်မြင်မှုတစ်ခုရတဲ့အတွက်ဒုတိယနှစ်မှာရန်ကုန်တိုင်းစာဖြည့်ဌာနနှစ်ဖြစ် ဘိုးကနေပြီးတော့အဓိမှတ်ပြုခံရပါတယ်။ဒါကျွန်တော်တို့ကဒီမှာနေရာကျယ်ဝန်းမှုဆောင်ရွက်တဲ့ဟိုကျွန်တော်တို့အဖွဲ့တွေရဲ့နော်စီမံခန့်ခွဲမှုပါညာမှာဒီနေ့ဒီဘိုးကနေပြီးတော့သဘောကျတဲ့အတွက်ဒီကိုစာစစ်ထားတာနှစ်ဖြစ်တောင်းပြည့်ချင်းခံရပါတယ်။ဒီနှစ်မှာတော့ရန်ကုန်တိုင်းစာဖြေဌာနဆိုပြီးတော့တီးတန်းတစ်ခုတည်းအနေနဲ့ဒါသတ်မှတ်ပြီးခံထားရပါတယ်။ဒီနှစ်တိုင်းတော့ကျွန်တော်တို့တင်နန်းဆင်းဝဲကိုတီးတန်းရလို့မလုပ်ပါဘူး။ တော့ဖြေဆုပ်ပူဇော်ပွဲဝင်ပြည်သားမှာပေါ်ပြောစွာပြောင်းဝဲမှာဟိုဆုရရှိတဲ့ကလေးတွေကိုစုပေးနေပဲတခါလဲဟိုကျွန်တော်တို့ကြည့်ပါလားဗျဒီနှစ်ကတော့တီးကြအနေနဲ့ကလေးတွေကိုနောက်ကိုလည်းဒီပြည်သားလူစိတ်ပါဝင်စားမှုရှိအောင်လို့เนาะဟိုဒီပြည်သားဆွေလေးလုပ်တယ်တက်ပြည်သားတက်တဲ့ကလေးတွေအားလုံးကိုလည်းပြည်သားပြီးဆုံးကြောင်းနှစ်နှစ်ကလေးတွေချိမြှင့်ပေးတယ်နောက်ကလေးတွေကိုလည်းစာကလေးတွေတက်နေကြတော့ဗျာရက်ွက်အုပ်ချိုးရတယ်ပြီးတော့ဒါပံပိုးတာပါပေါ့လေ အဲ့လိုပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်တို့အဖြစ်ရှင်တွေစီးရုံပြီးတော့ကြီးမြင့်ပေးပါတယ်နောက်နှစ်မှာတော့ကျွန်တော်တို့ဟိုဒီဘက်မကတိုးတက်အောင်လုပ်ဖို့အစီအစဉ်ရှိပါတယ်ဒါဒီလိုစုချင်းဝင်တာဟာနောက်နှစ်နောက်နှစ်မှာလည်းတကယ်ကြီးကြိုးစားအားထုတ်မှုပိုများလာအောင်လို့ဒါကျွန်တော်တို့ဒီနှစ်ကြိုတင်ပြီးတော့ဒါပြင်ဆင်ပြီးဆောင်ရွက်တာပါအထူးသဖြင့်တော့ဟိုမိဘတွေကိုအဓိကထားပြီးပြောကြပါတယ်မိဘတွေကတို့တို့သဘောမချို့လူကသဘောပေါက်တယ်ချို့ရတယ်သဘောမပေါက်ပါဘူးဒီသင်္ကန်းဟာကျွန်တော်တို့ဘုရားဘာသာ ိုးပွဲကြတဲ့ဘုရားဘာသာမျိုးတွေဟာဆိုရင်ဒီသင်္นานနဲ့ပတ်သက်တဲ့ဟာကိုသူကားကားလာတချို့မသိကြဘူးလေသူသင်္นานပေးတာကဘုရားဘာသာခလင်းငယ်တွေဘုရားဟောကြားတဲ့တရားတော်တွေဘုရားရဲ့ဖြစ်ဖြစ်တော်စဉ်တွေကိုဒါကိုသင်္นานပြနေပို့ချတာပါအခြားနေရာမှာဘာသာအခြားဘာသာဒီမှာလည်းတွေ့ရင်လည်းဒီလိုဒီပြန်လဲပြီးတော့ဖြေကြားနိုင်အောင်လို့ပြောကြားနိုင်အောင်လို့ကားကားလာဖြေကြားပြောကြားနိုင်အောင်လို့ဒါကုရရကျွန်တော်သင်ကြားပေးတာပါဖတ်ဆင်ပြီးတော့ မှာကြားခြင်းပါလေနောက်နေ့နောက်နေ့မှာဒီကဲဒီကဲကတော့တော်အောင်ကြိုးစားပြီးတော့မဟုဆက်ပြိုင်ပွဲမှာလည်းစုရရှိနိုင်အောင်ကြိုးစားမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီရက်ွက်ကရက်ွက်အတိုင်းဒါလည်းဆောင်ရွက်တဲ့ဟာကိုဆောင်ရွက်ရကျွတ်တဲ့လို့ပဲပြောခြင်းပါလေမိဘတွေလည်းနောက်ထပ်ကိုလည်းကလေးတွေကိုကြိုးစားပန်းစားလက်တက်နိုင်အောင်လို့စီရင်ပြီးတော့ပြုတ်ပေးကြပါလို့ပဲမိဘတွေကိုလည်းမြတ်တဲ့ခံနေပါအဲ့နောက်မှာတော့ တူတာဆောင်လင်းဗုဒ္ဓဝင်ဖြေဆိုပူဇော်ဝဲဝင်တင်နန်းရဲ့အကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌဦးသိန်းဝင်းမှ ရှေ့လုံငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးဆရာတော်အရှင်သူမြတ်များအားနဝကမအလူငွေများဆက်ကပ်လူရန်ခဲ့ပါတယ်။တဆက်သေးမှာပဲတင်နန်းမှထူးချွန်တဲ့ကလေးငယ်များကိုစုများချီးမြှင့်ခဲ့ပြီးတင်နန်းသားတင်နန်းသူများကိုတင်နန်းစဉ်အောင်လက်မှတ်များပေးအပ်ခဲ့ပါတယ်။ အဆိုပါတင်နန်းကိုမတ်လ2ရက်နေ့မှဧပြီလ4ရက်နေ့အထိဖွင့်လှစ်တင် जा ပေးခဲ့ပြီးဒီကနေ့ဧပြီလ9ရက်နေ့မှာတော့တင်နန်းဆင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ် တောင်းတဲ့သမီးကမြောက်ဒါယခုအချိန်ဆိုရင်တက်ပြချိန်ပေါ့နော်တက်တဲ့အချိန်မြောက်ဖြစ်သွားပါပြီတက်ပြချိန်ဖြစ်သွားတဲ့နေရာမှာရွယ်ချက်ကတော့အဲဗုဒ္ဓဖြစ်တော်စင်လေးတွေကိုဒါခလေးငယ်လေးတောင်းတဲ့သမီးကမြောက်ကိုသိလို့ချင်တဲ့ရွယ်ချက်ပါနောက်သာနောက်သားများအဲဗုဒ္ဓရဲ့ကြီးကျယ်တော်နဲ့ဟာလားဟုတ်ကြည့်ရတည်ရမယ်ဗုဒ္ဓဖြစ်တော်ရှင်လေးတည်ယူခြင်းနဲ့သဘောကဏ္ဍနဲ့ဘောတော်ဒီသင်္ကန်းလေးကိုစခွင့်မှာပါဘူး အစီနာဆင်ပွဲကတော့ဒီပြစ်ကတော့တနာဆင်ပွဲမလုပ်ပါဘူးလေဒီပြစ်ကတော့ဟောကလေးတွေရဲ့ဟောဘယ်လိုမဲစစ်ပါဝင်သားမှုတွေမြင့်တက်လာတာရဲ့နောက်ဆက်ကဟိုတနာဆင်ပွဲလို့လုပ်တယ်ဆိုတော့ဘောကဒီပွဲပြီးလို့ရှိရင်ဘ ਹੁ မာတော့ပြန်ရအောင်မလို့ဘ ਹੁ မာဆဲတွေမှာဖြေရမယ်ဖြေပြီးလို့ရှိရင်ဆက်ဆက်ဒီပွဲလုပ်ဖို့အချိန်ရှိပါတယ်အဲဒါကြောင့်မို့လဲနှစ်တန်းနဲ့ရတော့မလုပ်ဖြစ်ဘူးဒီပြက်ကတော့ကလေးတွေရဲ့စစ်ပါဝင်သားမှုမြင့်တက်လာတာနဲ့တနာပြုဆောင်ရဲ့ အဲ့မျက်ကလေးတွေအားလုံးကိုအဲ့လိုချစ်မှုတွေမှာပါဘူးလေနော်။ဒါကြောင့်မှမဒီသင်တန်းဟိုဘာလို့သင်တန်းတွေမှာပေါ့ချစ်ကိုရတဲ့ဘာရသမီးနဲ့များကိုပထမတိကျတက်တဲ့ကလူသားရမှာအဲ့ချစ်ချင်းတဲ့နောက်ခါအနေရမှာလည်းပထမတိကျတက်တဲ့ကနောက်တို့ဒါချစ်ချင်းတဲ့တော့ဘာလို့ကဒီသင်တန်းဌာနအနေနဲ့ချစ်မှုတွေကိုလည်းစတင်တော့ပါလေ။ဟောသင်တန်းတက်ရောက်တဲ့ဘာနဲ့သမီးတိုင်းအဲသမီးငယ်တိုင်းကိုလည်းအပေါ်လဲစဉ်းစားပြီးသင်တန်းပြီးဆုံးရင်အော်လမတ်ချစ်မှုကိုဘာလို့စတင်တော့ပါလဲ။ အင်းငယ်တွေတည်းမကပါဘူးဘာလို့ဒီတနိုင်းကြီးကိုပြီးတော့ပြီးတော့လာအောင်ခွန်းဝန်းကြတာတော့အခဏကတော့ဒါလာပြေးမှတော့ကြီးအသေးကောင်ဖွဲ့အတိတ်ဆိုရင်ဘုဒ္ဓဘာသာအဆရာဆရာမမြာနောက်ကဒီပညာရေးဌာနကလည်းကျောင်းကြီးပါဝင်ပေါ့ဟုတ်ကဲ့ကျောင်းသားမြာကျောင်းသားမိဘမြာနဲ့အမှုရှင်လေးရဲ့ဟာအမှုရှင်ပတ်မိုးမှုတဲ့ဟောဒီတနိုင်းကိုဆွေးနွေးကြည့်နေတဲ့ဒီနေ့မှာအောင်အောင်ဝင်တဲ့ဘောရဲ့တနိုင်းကိုအောင်မြောက်ကဖွင့်ပြနိုင်ကြပါသည်